င်္ဂလာပါရှင်ကျွန်မအတစင်ပါဒီနေ့နိုဝင်ဘာလ28ရက်နေ့အတွက် People's Spring ရဲ့ညနေခင်းသတင်းလေးကိုတင်ဆက်ပေးပါမယ်ကြောက်တော်လေကြောင်းတက်ခိုက်ခံရမှုမှာအသက်9နှစ်ရွယ်ကလင်းငယ်အပေါင်းဝင်း9ယောက်တိတ်ဆုံးခဲ့တဲ့တဲ့တင်မင်းလပန်ကျေးရွာနေတိုက်ပွဲဆက်လက်ပြင်းထန်နေတဲ့အကြောင်းဗမော်တိုက်ပွဲမှာစစ်တပ် drone တွေကို KIA ပူးပေါင်းတပ်သိမ်းဆီးရမိတဲ့တဲ့တင်ဒဇယ်နေကစစ်ကောင်စီတပ်ဆွဲထားတဲ့ကျေးရွာကိုတော်လရေးတပ်တွေသိမ်းပိုက်တဲ့တဲ့တင်ဒီတဲ့တင်ကိုနားဆင်ရမှာဖြစ်ပါရှင်။ အရခတက်တော်အေးထင်းချုပ်ထားတဲ့ကြောက်တော်မြို့နယ်ကိုစစ်ကောင်စီတပ်ကဒီနေ့နိုဝင်ဘာ28ရက်မနက်ပိုင်းမှာလေကြောင်းကနေပုံကျဲသွားပါတယ်။ကြောက်တော်မြို့နယ်ကြောင်းဖိုးရွာကိုစစ်ကောင်စီတပ်ကဒီနေ့မနက်7:00မိနစ်40ဝန်းကျင်မှာတိုက်လျင်နဲ့ပေါင်900ပုံကျဲချတိုက်ခတ်ခဲ့ပြီးအဲ့ဒီလေကြောင်းတိုက်ခတ်မှုကြောင့်အသက်9နှစ်ရွယ်မင်းကလေးငယ်တယောက်အပေါဝင်9ယောက်သေဆုံးခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။စစ်တပ်ရဲ့လေကြောင်းတိုက်ခတ်မှုအတွင်းဒေသခံအရက်သား10ယောက်ထပ်မံတဲ့ဒဏ်ရာရရှိခဲ့ပြီး အသက်၄နှစ်ကနေအသက်၁၂နှစ်အရွယ်ကလေး၆ယောက်ပါဝင်တယ်လို့ဒေသတွင်းသတင်းဌာန APM ကဖော်ပြထားပါတယ်။ဒေသတွင်းသတင်းရင်းမြစ်တွေရဲ့အဆိုအရစစ်တပ်ရဲ့ပေါင်900ဘုံကြောင့်လူနေအိမ်၅လုံးပျက်စီးသွားခဲ့ပြီးဒေသခံတချို့ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်ဟာကြောင်ဖိုးရွာကိုဘုံကျဲတိုက်ခိုက်ပြီးမနစ်ပိုင်းသာခြားပြီးကန်စောက်တောင်ရွာကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့ APN သတင်းဌာနကဖော်ပြပါရယ်။ကန်စောက်တောင်ရွာရဲ့ထိခိုက်သေးဆုံးမှုကတော့မသိရသေးပါဘူး။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာဂိုကန်တတန်တရုနဲ့အပြည့်ရဆဲပြီးတဲ့နောက်စစ်စင်ရေးနယ်မြေကျုံသွားတာကိုအခွင့်ကောင်းယူပြီးစစ်ကောင်စီတပ်ဟာလေကြောင်းတိုက်ခတ်မှုတွေအရှိန်မြင့်လာတယ်လို့အေကအော်တိုဘာ31ရက်နေ့မှာအတည်ပြုထားပါတယ်။အော်တိုဘာလောက်ကုန်ပိုင်းကဆက်လို့နိုဝင်ဘာလလယ်ပိုင်းအထိရခိုင်ပြည်နယ်မှာစစ်ကောင်စီတပ်ကလေကြောင်းရေကြောင်းလက်နက်ကြီး drone တွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုကြောင့်အရက်သား25ရောက်ထပ်မင်းသေဆုံးခဲ့ပါတယ်ရှင်။ကရင်ပြည်နယ်မြောက်ရီမြို့တောင်ဘက်မင်းလက်ပံကြီးရွာအနီးမှာထုတ်ဆစ်ဆင်လာတဲ့စစ်ကောင်စီတပ်နဲ့ KNU ပူပေါင်းအတွက်တို့ကြောင့်ဒီနေ့နိုဝင်ဘာ28ရက်မှာလဲတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းကနေပစ်ခတ်တိုက်ခိုက်မှုတွေလှုပ်ဆောင်နေကြောင်းကရင်တရန်ရင်မြက်ကပြောပါတယ်။ထိုင်းမြန်မာနယ်စပ်နယ်ကြောင်းမြစ်တောင်ရင်မြစ်ဘေးကမင်းလက်ပံရွာကိုနိုဝင်ဘာလ21ရက်ကလေးကစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့လေကြောင်းပစ်ကူအားယူပြီးအင်အားသုံးထိုးစစ်ဆင်လာခဲ့တာကြောင့်ဒီနေ့အထိနှစ်ဖက်တိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေလို့ကရင်တရန်ရင်မြက်ကဆိုပါတယ်။နေဆက်မြင်းအနီမှာစစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့လက်နက်ကြီးတွေပြစ်ခတ်တက်ခိုက်မှုကြောင့်ထိုင်းဘက်ခြမ်းနယ်ဆက်လုံခြုံရေးယူထားတဲ့ထိုင်းစစ်တကမိโกဘုံ၅လုံးခန့်နဲ့အချက်ပြပြစ်ခတ်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲပြင်းထန်မှုကြောင့်ဒေသခံတွေလည်းထွက်ပြေးပုန်းအောင်နေရသလိုထိုင်းစစ်တပ်ကလည်းမြန်မာပတ်ချမ်းဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေကိုစောင့်ကြည့်နေပြီးလုံခြုံရေးတွေတင်းကျပ်ထားတယ်လို့ထိုင်းနယ်ဆက်သတင်းတွေမှာဖော်ပြထားပါတယ်။မင်းလက်ပံရဟဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ရဲ့ထိန်းချုပ်နယ်မြေဖြစ်ပါတယ်။နိုဝင်ဘာ22ရက်ကမင်းလက်ပံရွာနီမှာ စစ်ကောင်စီတပ်နဲ့ KNU တပ်တို့ကြားတိုက်ပွဲဖြစ်ပွားနေချိန်မှာဘုံမူကြီးနိုင်လွယ်ဦးဆောင်တဲ့ DKBA တပ်ဖွဲ့တွေကစစ်တပ်ဘက်က နေပြီးတော့ KNU တပ်ဖွဲ့ဝင်တွေကိုတိုက်ခိုက်ခဲ့တယ်လို့ KNU ကသတင်းထုတ်ပြန်ထားပါတယ်။ DKBA တပ်ဖွဲ့တွေတက်ဆွဲထားပြီးတိုက်ခိုက်တဲ့နေရာကို KNU တပ်ဖွဲ့ကအဝင်ရောက်ရှင်းလင်းခဲ့ရမှာတော့ DKBA တပ်ဖွဲ့ဝင်အယောက်230လက်နက်ချခဲ့ပြီးစခန်းကိုလည်းထိန်းသိမ်းနိုင်ခဲ့တယ်လို့ KNU ကဆိုထားပါတယ်။အဲ့ဒီနေရာမှာ DKBA ရဲ့အကာအကွယ်ပေးမှုနဲ့လဲပတ်နေတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းကြောဖြန့်ခြံဝန်းတစ်ခုကိုလည်း KNU ကတွေ့ရှိခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်ရဲ့ drone တွေကိုကချင်လူလက်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းဆည်းနိုင်ခဲ့တယ်လို့ကချင်စစ်ရေးသတင်းရမြက်ကပြောပါတယ်။နိုဝင်ဘာလ28ရက်နေ့မနေ့ကတိုက်ပွဲမှာစစ်ကောင်စီ drone တစ်စီးကို KIA တပ်မဟာကိုတပ်ဖွဲ့ဝင်တွေကဆွဲချရယူထားနိုင်ကြောင်းဒေသခံသတင်းရမြက်တချို့ကရုတ်တရက်မှတ်တမ်းနဲ့ဖော်ပြလာတဲ့အပေါ်မှာ တချင်စစ်ရေးတရံရင်မြကအတေပြုရှင်းပြပါရယ်ဗမော်တိုက်ပွဲရှေ့တန်းရောက်တမဟာကိုတပ်ဖွဲ့ဝင်တွေဟာပြီးခဲ့တဲ့6လအတွင်းစစ်ကောင်စီ drone 16စီးဖမ်းယူရရှိထားတယ်ဆိုတော့ရေးသားချက်တွေဟာလည်းလက်တွေ့မြေပြင်အခြေအနေနဲ့နှိဆက်တယ်လို့စစ်ရေးတရံရင်မြကပြောပါရယ်တမဟာကိုတပ်ဖွဲ့ဝင်တွေရရှိထားတဲ့ drone အရေအတွက်က16စီးဖြစ်ပေမဲ့အခြားတမဟာအဖွဲ့တွေကလည်းသိန်းစီးရရှိထားတာတွေရှိတယ်လို့ကချင်စစ်ရေးတရံရင်မြကဆိုပါရယ် စစ်ကောင်စီတပ်ဟာဗမော်ကတိုင်ရင်းဌာနချုပ်တွင်နဲ့တပ်စခန်းနေရာအများအပြားလက်လွတ်ခဲ့ရပြီးတဲ့နောက်2025အောက်တိုဘာလဆန်းပိုင်းမှာစစ်အင်အားနဲ့လက်နက်ခဲယံများစွာရေကြောင်းကနေဖြစ်တင်းခဲ့ပါတယ်။အဲ့ဒီထဲမှာ drone အများအပြားလည်းပါဝင်တယ်လို့စစ်ရေးသတင်းရမယ့်တချို့ကပြောပါတယ်။စစ်လက်နက်အင်အားဖြစ်တင်းထားတဲ့စစ်ကောင်စီတပ်ဟာအောက်တိုဘာလကစလို့လေကြောင်းပစ်ကူနဲ့တူဗမော်မှာမြေပြင်စစ်စင်ရေးတွေပြုလုပ်ခဲ့လို့တိုင်ရင်းဌာနချုပ်တချို့ကိုပြန်လည်ရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ KIA ဘက်ကလည်းတံပြန်ထိုးစစ်တွေပြုလုပ်နေလို့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေတာပါဗမော်အပေါ်ဝင်ကချင်းပြည်နယ်အတွင်းလက်တလောစစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကတိုက်ပွဲတွေဆက်ရှိနေသေးတယ်လို့မင်းကအသိပေးပါတယ်စစ်ကောင်စီတပ်ဘက်ကလက်နက်ကြီးလေကြောင်းတို့ကိုအားပြုပြီးမြေပြင်ကနေအင်အားအလုံးအရင်းနဲ့တက်လာလို့တိုက်ပွဲတွေနေတိုင်းလူလူဖြစ်နေတာလို့ဗိုလ်မှူးကြီးနော်ဘူးကပြောပါတယ် KIA ပူးပေါင်းတဟာ2024ဒီဇင်ဘာမှာဗမော်မျိုးသိန်းစစ်စင်ရေးကိုဖော်ဆောင်ခဲ့ပြီးတစ်နှစ်ကြာတဲ့အထိတိုက်ပွဲတွေဆက်ရှိနေတာဖြစ်ပါတယ်ရှင်။စကိုင်းတိုင်းဒဇင်မြို့နယ်ကစစ်ကောင်စီတပ်ဆွဲထားတဲ့အမူးတိမ်ကြီးရောက်ကိုဒေါ်လေးတပ်ဖွဲ့တွေကဝင်ရောက်သိမ်းပိုက်ကြတယ်လို့သိရပါတယ်။ဒီနေ့နိုဝင်ဘာ28ရက်မနက်အစောပိုင်းကတည်းကနှစ်ဖက်ထိတွေ့မှုပြင်းထန်ခဲ့ပြီးတဲ့နောက်၄နိုင်ကြာတိုက်ပွဲဖြစ်ပွားခဲ့ပြီးမူးတိမ်ရွာကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဒေသတွင်းသတင်းရင်းမြစ်တချို့ကပြောပါတယ်။ စစ်ကောင်စီတပ်ကလေကြောင်းကနေတောက်လျှောက်ပုံကျနေတယ်လို့ဒေါ်လရေးတက်တွေရဲ့ရှင်းလင်းရေးလည်းမပြီးပြတ်သေးတာကြောင့်အသေးစိတ်အချက်အလက်တွေတော့မသိရသေးပါဘူး။မူတန်ရွာသိမ်းပိုက်မှုအတွင်းစစ်ကောင်စီတပ်နဲ့ပြူစောတိတွေတိုက်စုံးမှုရှိပြီးထွက်ပြေးတဲ့သူများတယ်လို့တိုက်ခိုက်မှုမှာပါဝင်တဲ့ဒူဝံပြည်သူ့ကာကွယ်ရေးအဖွဲ့ကကိုပြည်ကျော်စိုးကအတည်ပြုထားပါတယ်။မူတန်ရွာဟာဒဇယ်မြို့နယ်နဲ့ကမ်းဘလူးမြို့နယ်အဆက်မှာဖြစ်ပြီးအဲ့ဒီရွာမှာစစ်ကောင်စီတပ်ဆွဲထားတာကြာပြီလို့သူကရှင်းပြပါတယ်။ ဒဇယ်မြို့နယ်အရှိမြောက်ချံကိုဒီနေ့မနက်ပိုင်းကတည်းကတတအူးလေတက်ကတက်လာတဲ့ Jet Fighter နဲ့ဟောင်မလင်းဘက်ကနေလဲ Y တွဲလေယာဉ်တွေနဲ့ဘုံစင်နဲ့ချီကျဲချခဲ့တယ်လို့သိရပါတယ်။ဒါ့ပြင်ဒီနေ့မနက်အစင်တိုင်းကကမ်ဘလူးမြို့နယ်အမြောက်တပ်ကနေလက်နက်ကြီးနဲ့ပစ်ခတ်တာအင်အားအပြည့်ပါတဲ့စစ်ကားတွေနဲ့ဒဇယ်မြို့အရှိမြောက်ဘက်ချံကိုဦးတည်ထွက်လာနေတယ်လို့ဒေသတွင်းစစ်ရေးတရန်ရင်မြို့တွေကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းတွေကလည်းဒဇယ်မြို့နယ်နဲ့ဆက်ဆက်နေတဲ့ကမ်ဘလူးတောင်ဘက်ချံနဲ့ ခင်ဦးမြို့နယ်တွေမှာစစ်ကောင်စီတပ်စစ်ကြောင်းပြတဲ့အထိတက်ခိုက်ခံထားရပါတယ်ရှင်။ People's Win ကနောက်ဆုံးရရှိလာတဲ့ညနေခင်းပြည်တွင်းသတင်းတွေကိုတင်ဆက်ပေးသွားခဲ့တာဖြစ်ပါတယ်ရှင်။